်မင်္ဂလာပါရှင်ဒီမှာတော့ငုခတ်တာပါ TV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါတနင်္လာရီတိုင်းပလောမျိုးမရဲစခန်းကို ပလော PDF ကဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတူရဲအုပ်တယောက်နဲ့ရဲတပ်သားတယောက်သေဆုံးခဲ့က6ရောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ပလော PDF တပ်ဖွဲ့ကပြောပါရယ် မေလ9ရက်နေ့မနက်ပိုင်းကပလောမြို့ရဲစခန်းကလုံခြုံရေးယူဖို့ထွက်လာတဲ့တူရဲအုံနဲ့ရဲတပ်သားကိုဒေသရင်းတော်လှန်ရေးတပ်ဖွဲ့တွေကစောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ပလောမြို့ကန်တယောက်ကပြောပါတယ်တိုက်ခိုက်ခံရပြီးတပ်သားတအိုးကတနက်တန်ရနှစ်ချက်ထိပြီးပွဲချင်းပြီးတိဆုံသွားသလိုတူရဲအုပ်တယောက်ကရဲစခန်းထဲပြန်ဝင်ပြေးချိန်မှာပြစ်ခတ်ခံရပြီးတိဆုံသွားတဲ့တပ်သားတအိုးရဲ့တနက်ကိုတော့တော်လိုင်းတပ်ဖွဲ့ဘက်ကရလိုက်တယ်လို့ဆိုပါရယ် တိုက်ခိုက်မှုမှာနှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးတော်လိုင်းတပ်ဖွဲ့တွေဘက်ကအထီးခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ဘလော့ PDF ပြန်ကြားရေးတာဝန်ခံကပြောပါရယ်တိုက်ခိုက်မှုအတွင်းဒူရဲအုံနေစောအောင်နဲ့ရဲတပ်သားရဲထပ်ပိုင်းတို့တိုက်ဆုံးခဲ့ပြီး G3 rifle တလက် G အတောင်း200 G box နှစ်ခုလက်ကင်ဖုံးနှလုံးတို့ကိုတင်းစီရမိခဲ့တယ်လို့တော်လိုင်းတပ်ဖွဲ့တွေကပြောပါရယ် ပလောရဲစကန်တိုက်ခိုက်ခံရပြီးတဲ့နောက်စကောင်စီဘက်ကပလောအခြေဆိုင်ခလာယာ215တရင်ကနေလက်နက်ကြီးနဲ့15ချက်ပစ်ခတ်ခဲ့ပြီးပလောရဲစကန်နာမှာရှိတဲ့ဒေသခံ9ယောက်ကိုဖမ်းဆီးခဲ့တယ်လို့ဒေသရင်းသတင်းမျိုးစီကနေတစဲသိရပါတယ်ရှင်။ အေရရီတိုင်းဖြာပုံမျိုးအမှတ်3ရက်ကွက်မှာရှိတဲ့နေအိမ်တစ်ခုမှာပြုလုပ်ခဲ့တဲ့ရိုးရာနက္ကနာပွဲမှာတက်အရှင်ကိုဝါးစားပြီးကပြခဲ့တဲ့နက္ကတော်ကိုအေးအေးယူသွားမယ်လို့မြန်မာနိုင်ငံဒေဝါပညာရှင်များစီကံထိန်သိမ်းရေးကော်မတီဘဟုကထုတ်ပြန်လိုက်ပါတယ်။အဲဒီနောက်ဝင်တဲ့ကတက်အရှင်ကိုဝါးစားပြီးနက္ကပြခဲ့တဲ့ရုပ်သံဗီဒီယိုဖိုင်ကိုလူမှုကွန်ရက်စာမျက်နှာတစ်ခုမှာဖော်ပြခဲ့ပြီးတဲ့နောက်မေလ10ရက်နေ့မှာမြန်မာနိုင်ငံဒေဝါပညာရှင်များစီကံထိန်သိမ်းရေးကော်မတီဘဟုကအေးအေးယူဖို့ပြင်ဆင်နေတယ်လို့ဆိုပါတယ်။ နကနာစည်းတွေအပါအဝင်အမှုပညာရှင်တွေကအများသူကအမြင်မတင်တယ်တဲ့ကိစ္စတွေကိုမလုပ်ဖို့လိုအပ်တဲ့အတွက်အခုလိုအရေးယူမှုကိုကြိုးဆိုတယ်လို့နကနာစည်းတယောက်ကပြောပါတယ်အခုလိုကပြဖြောပြတာဟာဗုဒ္ဓလမ်းစဉ်နဲ့လည်းမညီသလိုနှက်တွေကိုပူဇော်ပါသသူတွေအနေနဲ့လည်းအထင်မြင်လွဲမှားတဲ့အသွင်ကိုဖော်ဆောင်နေတယ်လို့မြန်မာနိုင်ငံတေဝပညာရှင်များစီကံထိန်သိမ်းရေးကော်မတီဘဟုက ပြောကြားထားပါတယ်ရှင်။ စစ်ကောင်စီကလေကြောင်းကနေတိုက်ခိုက်တာနဲ့ထောက်ပို့တာကိုပို့ပြီးအားပြုဖို့မြန်မာနိုင်ငံအလဲပိုင်းကလေရင်ကွင်းငယ်တွေကိုအစိမ့်မြင့်တင်တာတွေပြုလုပ်နေပါတယ်။ဒီသတင်းကိုတူတာချမ်းသာပေးပို့ထားပါတယ်ရှင်။စစ်ကောင်စီကဧပြီလတွင်ကစပြီးမြန်မာနိုင်ငံအလဲပိုင်းစကိုင်းမကွေးမန္တလေးတိုင်းကလေရင်ကွင်းတွေကိုအကြီးစားပြင်ဆင်မှုတွေပြုလုပ်နေပြီးမူလကပုံမှန်သုံးနေကြမဟုတ်တဲ့လေရင်ကွင်းငယ်တွေကိုလည်းအစိမ့်မြင့်တင်တာတွေပြုလုပ်နေတယ်လို့ဒေသခံကာကွယ်ရေးအဖွဲ့တွေကပြောပါတယ်။ မကွေးတိုင်းကမှပခုတ်ကူလေးစင်းနဲ့6မြို့နယ်ထဲကလမ်းရွာလေင်ခွင်းတို့ကိုအဆင်ပြေတင်တာတွေပြုလုပ်နေပြီးစကိုင်းတိုင်းကနာမခနဲ့ကလေးလေးစင်းတို့ကိုလည်းအဆင်ပြေတင်တာတွေပြုလုပ်နေတယ်လို့သိရပါတယ်။မန္တလေးတိုင်းကမှတော့ပြည်ဦးနယ်နေစကန်းလေးစင်းကိုအကြီးစားပြင်ဆင်မှုတွေပြုလုပ်နေပြီးလေကြောင်းကနေရိတ်ခါထောက်ပို့တာနဲ့တက်ခိုက်တာတွေကိုပို့ပြီးအပြုလာမဲ့ဖြူဟာအခြေအနေဖြစ်တယ်လို့ညာလင်းတဲ့သူတည်တနာအဖွဲ့တောင်းရှိသူကမှတ်ချက်ပေးပါတယ်။တလို့อ่ะဆိုရင်6နာလေးလေးတခုကိုပြင်တာမျိုးတွေရှိရေပေါ့เนาะလမ်းရွာလိုက်တာ ာလေစိတ်တစ်ခုရှိတယ်။အဲဒီဟာမျိုးပြန်ပြီးတော့ပြင်တာတို့ပါလို့ညာတို့ရှိတယ်ပေါ့ဗျာ။ရှိတော့အဲဒီဟာတွေကတော့ဥပမာရခိုင်စစ်မျက်နှာလိုမျိုးပေါ့ဗျာ။ပို့ပြီးတော့ဥတီဟန်တူပါလေ။ဒီဘက်ကတော့တူမာကလေစိတ်ကြီးတော့ကြတော့တချို့တို့ဒီ SU30 နောက်ဆုံးရထားတဲ့ရုရှားလေယာဉ်တွေပေါ့ ပေါ့လေနော်ဒါမျိုးတွေကိုအခြေဆိုင်လို့ရတဲ့နေရာတွေလည်းဖြစ်တာ ਉਹ အဲ့ဒါမျိုးတွေပိုပြင်းတယ်လို့တော့နားလေပါပဲအညာကိုရည်ရွယ်တာလည်းဖြစ်တဲ့တစ်ခွေလုံးတစ်ပြင်းတော့ကိုစစ်မျက်နှာအတွက်လေယူရဲ efficiency ရို့ဘာလို့ညာလို့နောက်တစ်ခါကိုလက်နဲ့ခေရန်ဝေလို့မြန်တဲ့နေရာတွေပေါ့ဗျာတိတ်မစွန်းစားတဲ့နေရာတွေဒီလိုမျိုးတွေမှာပိုအခြေဆိုင်ဖို့ကြိုးစားတယ်လို့ထင်ပါတယ်မြေပြင်ကဘယ်လိုမှတိုးမပေါက်တော့ဘူးလေနော်လေစိတ်တီပေါ့ဗျာဥမာပခုတ်ကူလေစိတ်လိုတာမျိုးတွေရှန်တယ်ပေါ့မိတ်တီလာပေါ့ဗျာနောက်တစ်ခါဒီမြေမျိုးအလီစကန်လေစိတ်ဒါမျိုးတွေကို upgrade လုပ်လာတယ်ကျွန်တော်တို့နားလေပါ မြန်မာနိုင်ငံလေပိုင်းမှာမြေပြင်ကနေရိခါထောက်ပို့တာတွေလုပ်ဖို့အဆင်မပြေတော့သလိုချင်းတွင်းတဲ့အရာတွေမြို့တချောက်ရေလန်းကလည်းဒေသတွင်းကာကွယ်ရေးအဖွဲ့တွေကအချင်းချင်းကြားဖြတ်တိုက်ခိုက်တာကြောင့်လေကြောင်းစနစ်ကိုပုံပြီးအပြုဖို့စစ်ကောင်စီကကြိုးစားလာတာဖြစ်တယ်လို့စကိုင်းဒေသခံ PDF တွေကပြောပါတယ်။ ပြည်သူတွေရောတအားကိုဆိုရင်တော့ချိုးရွာရဲဆိုရင်မနေရအောင်ပုံစံမျိုးဖြစ်နေတော့တာတော်ရီထဲမှာခက်ခဲတာပေါ့ဗျာအခုကဆော့နေကဆိုတော့နေဘူးကလည်းတအားပြင်းတော့ယောဂပညာရဲ့ဖြစ်ကြတယ်ကိုရီးယားတော့တအားဝင်နေကြပါစီလင်းလန်ကြရင်ကိုကြောက်နေကြဒီနှစ်ပိုင်းမှာဆိုရင်တို့လုံးဝမထိုးစစ်မစင်နိုင်တော့ဘူးတုံးနေတဲ့အချိန်မှာတို့လေရင်နေနဲ့ဘယ်နေရာကြကြဘယ်သူသေးသေးကြရင်နေနေကြချမယ်ဆိုတဲ့ပုံစံမျိုးနဲ့တို့လုံနေကြပြည်သူတွေနေနဲ့ဒီဝိရထားပါလေရင်တန်ဟိုနားဆိုရင်မှာတို့ကလုံးဝမလူစိတ်မမွေးတော့ဘူး စစ်ကောင်စီကမန္တလေးတဒဦးလေစိတ်မေချီလာရှမ်းတဲလေစိတ်ညပြီးတော့အီလာလေစိတ်စကိုင်းနမခလေရင်ကွင်းကလေးလေစိတ်နဲ့မကွေးလေစိတ်တွေကိုအကြီးကအသုံးပြုပြီးမြန်မာနိုင်ငံအလဲပိုင်းစကိုင်းမကွေးချင်းမန္တလေးတို့မှာလေကြောင်းတက်ခိုက်တာတွေပြုလုပ်ခဲ့တာပါ။ စကိုင်းငလင်လောက်ခတ်ခဲ့တဲ့မတ်လ28ရက်နေ့ကနေမေလ10ရက်နေ့အထိစစ်ကောင်စီကနိုင်ငံတော်မှာလေကြောင်းတိုက်ခိုက်မှု938ကြိမ်အထိပြုလုပ်ခဲ့တာပါအဲ့ဒီထဲကအကြိမ်400ကျော်ဟာသူတို့ကိုယ်တိုင်အပြည့်အကြောင်းကြီးညာထားတဲ့ကာလအတွင်းမှာတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်ငလင်အလုံးကာလမှာ DVB ရဲ့လက်လက်မီတလောက်စုစည်းထားတဲ့သတင်းချက်လက်တွေအရစစ်ကောင်စီကလေကြောင်းတိုက်ခိုက်တာနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်တာကြောင့်ပြည်သူနဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်349ယောက်ထပ်မံနေတေဆုံးခဲ့ပါတယ်ကျွန်တော်တုဒ္ဒချန်တာပါ အစ္စရေးဟာမေလ၈ရက်နေ့ကလဗနွန်တောင်ပိုင်းနာဘာတီအေရီယာမှာတိုက်ခိုက်မှု၁၄ကြိမ်ပြုလုပ်ခဲ့ကြောင်းလဗနွန်လုံခြုံရေးတရင်ရင်မြစ်နှစ်ခုကရိုက်တာကိုပြောခဲ့ပါဗျ။နော်မာလာကအစ္စရေးရဲ့အပြစ်ခတ်ရက်စဲပြီးတဲ့နောက်ပိုင်းအပြင်းထန်ဆုံးသောဘုံကျဲတိုက်ခိုက်မှုတွေကတခုဖြစ်တယ်လို့လဲဆိုပါရယ်။ဧပြီလမှာအစ္စရေးဟာပေရတ်တောင်ပိုင်းမှာရှိတဲ့အဆောက်အုံတခုကိုတိုက်ခိုက်ခဲ့ပြီးအဲ့ဒီအဆောက်အုံဟာအီရန်ကြောထောက်နောက်ခံဟက်စ်ဘိုလာအဖွဲ့ပိုင်တဲ့ဒုံးကျည်တွေကိုတိုးလောင်မှုအသုံးပြုထားတာလို့ဆိုပါရယ်။ လက်ဗနွန်နဲ့ဟစ်ဘိုလာတို့ဟာနိုဝင်ဘာလမှာပြည့်ခတ်ရက်စရဲသဘောတူညီခဲ့ကြပြီးတော့တိုက်ပွဲတွေကိုရပ်ပစ်ခဲ့ကလက်ဗနွန်တောင်ပိုင်းမှာဟစ်ဘိုလာတိုက်ခိုက်ရေးသမားတွေနဲ့လက်နက်တွေကင်းစင်ရေးကိုတရားဝင်အမိန့်ပေးညွှန်ကြားခဲ့တယ်လို့သိရပါတယ်ရှင်။ TVU မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ကြရတာပါကျမတို့ငုခတ်တာပါကျေးဇူးတင်ပါတယ်ရှင်။